ကျွန်မနဲ့ဆရာဆုံးနဲ့အမှုတော်ဆောင်တဲ့အချိန်တုန်းကဆရာရဲ့တငယ်ချင်းတယောက်ရှိတယ်သူ့ကိုချစ်ပါတယ်ဒါပေမဲ့ဒီရာကကျွန်မတို့အတွက်အမြဲတမ်းသင်ငန်းစာယူစရာဖြစ်ခဲ့လို့ကျွန်မပြန်ပြောရခြင်းဖြစ်တယ်သူရဲ့နာမည်မပြောဘူးနာမည်ပြောရင်အတင်းပြောတာနာမည်မပိုင်အဖြစ်ပြက်ပြောတာโอเคသင်ငန်းစာယူဖို့အတွက်ဖြစ်တယ်ဝိညာဉ်တော်ဖခင်နဲ့သူသွားလာနေတဲ့အချိန်မှာဒါနဲ့တနေ့ကျသူ့တငယ်ချင်းကဘာပြောလဲဆိုဟဲ့အောင်နဲ့သူတို့ကအင်ဂျင်နီယာမှာတငယ်ချင်းတွေဖြစ်ခဲ့တဲ့သူပေါ့နော်အာဆော်လေးရဲ့ဆော်လေးလာလာကိုစောတီဟာလာဘယ်လိုလဲမသိဘူးခေါ်ရပေါ့နော် အဲမင်းဒီအသင်းတော်မှာလာတဲ့အခါမှာနှစ်ချင်းတိုင်ဝမ်ကလည်းလာတယ်မြန်မာနိုင်ငံက background တိတိကျကျလာတဲ့အတွက်ကြောင့်မလို့အသင်းတော်မှာလူရှိစေချင်တယ်ဆိုရင်ခြားသောဘာသာစကားပြောတာလေးတော့နည်းနည်းလေး short တင်တယ်ရက်တယ်လို့ထင်တာပေါ့နော်အဲဝိညာဉ်တော်ဖခင်နဲ့ဆိုင်တဲ့အရာသူပြောတဲ့ပုံစံပြောချင်တာနော်တခါကြီးကျအဲ့ဒါဇံဝင်သွားတယ်သူပြောတဲ့ဘယ်လိုပြောလဲဆိုအဲဝိညာဉ်တော်ဖခင်နဲ့ဆိုင်တဲ့အရာလေးနဲ့ short ဟောပေါ့ခွန်အားပေးရလို့ဆိုရပါပြီအရှာဆိုအရင်ဆက်ဝိညာဉ်ထဲမှာဝန်းနေသွားတယ် တနေ့ကျတော့ဆရာဆောအဲ့လိုမျိုးရှော့လိုက်တဲ့အရာကိုကျမမြင်တယ်။အသင်းတော်ထဲမှာ၆ကပ်လာ။တသက်မမေ့နိုင်တဲ့သင်္ကန်းစား။အဲဘယ်တော့မှအဲ့လိုမလုပ်တော့ဘူး။ဘာလဲဆိုတော့တနေ့ကျတော့ကျမအသင်းတော်မှာအမျိုးသမီးလေးတစ်ယောက်လာတယ်။သူတခြားအသင်းတော်ကပါဝင်တယ်။ဒါပေမဲ့ကျမကိုချစ်လွန်းလို့ဆိုပြီးတော့လာတယ်။လာပြီးတော့မှသူကအာကျမတို့ကအမှန်တော့ဝိညာဉ်တော်ဖျားနေအမြဲတမ်းသွားလာပြီးတော့နော်၆တော့ပါတာစကားလေးလည်းပြောပရော့ဖက်ပြုတဲ့သူတွေဖြစ်တယ်။ဒါကသူကဘာပြောလဲဆိုကျမနှလုံးသားကိုရိုက်ရိုက်သွားတာ။ သူတငယ်ချင်းသူ့ကိုပြောတဲ့ကိစ္စကိုသူကကျွန်မကိုမပြောဘူးနော်မပြောဘူးဒါပေမဲ့အဲ့ခုနအမျိုးသမီးလေးကကျွန်မကိုဘာပြောလဲဆိုဆရာမတဲ့ဆရာမအသိန်းတော်ဟာတဲ့ဝိညာဉ်တော်ဖျားနဲ့မသွားဘူးလားတဲ့ခြားသောဘာသာစကားပြောတာတို့နှဆိုးနှင်ထုတ်တာတို့တမီးမတွေ့တယ်လို့ပဲနော်ဖះဘာမှမထင်ရတဲ့တမိငယ်လေးတယောက်နဲ့ကျမကိုစကားပြောတော့ငါတို့အလောက်အဆင့်ထိတောင်မှဖះကိုအတင်းတော်တွေကထုတ်ပြမိနေပြီလားအဲ့ကျမကနေပြီးတော့ ဖခင်ခံစားလို့ဆရာကိုတွားပြောတဲ့အခါမှာဆရာမြည်ကြတယ်။ဒါနဲ့အခုနအဖြစ်ဖြစ်ကိုကျွန်မတို့ပြောပြ။ဝိညာဉ်တော်ဖခင်ရဲ့အရှင်မကျွန်တော်တို့ဒူးထောက်တယ်။ဆုတောင်းတယ်။တောင်းပန်တယ်။ငိုကြွေးတယ်။ငါတို့ဖခင်နဲ့လူကိုဘယ်သူ့ကိုယွေးမလဲ။ဖခင်မျက်နှာသားနဲ့လူရဲ့မျက်နှာသားဘယ်သူ့ကိုယွေးမလဲ။ဖခင်စကားနဲ့လူစကားဘယ်သူ့ကိုယွေးမလဲ။ဖခင်နောက်နဲ့လူနောက်ဘယ်သူ့ကိုလိုက်မှာလဲ။အဲ့ချိန်တွေကစတင်ဆုံးဖြတ်ချက်ချပြီးဝိညာဉ်တော်ဖခင်ဥဆောင်ခြင်းကိုခံလိုက်တာမြန်မာပြည်ပြန်လဲကောင်းကြီးရှိတယ် တောသွားလဲကောင်းကြီးရှိတယ်။ဘယ်နေရာရောက်ရောက်노ထမှုဖြစ်လာတယ်။လူတိုင်းကကေတင်ခြင်းကိုခံစားရတယ်။ဘယ်ချိန်မှလဲ။ဖခင်နဲ့ပတ်သက်လာရင်ပြပြတတရက်တည်းရ။အာမင်။ကဲတော့နောက်ဆုံးတစ်ချက်သွားမယ်။တတိယတစ်ချက်ကပါလဲဆိုတော့ဝိညာဉ်တော်ဖခင်ရဲ့အုပ်ဆိုးခြင်းကိုဝန်ခံတဲ့အခါမှာလိုက်ပြောပါအောင်ရဲရင်ခြင်းအပြည့်ရှိလာ။အာမင်။ တော့ရှောလူကအရင်ပထမပိုင်းကရဲရင်နဲ့ဝိညာဉ်တော်ထွက်သွားတဲ့ကမှာရဲရင်ခြင်းမရှိတော့အဲ့ဒီညမှာကြည့်တဲ့အခါမှာရှောလူတယောက်တည်းမဟုတ်ဘူးစန်းစာထဲမှာခစ်ဆက်ဆက်ကိုကြည့်လိုက်ဝိညာဉ်တော်ဖျားသုံးလောင်းခြင်းခံစားရတဲ့သူတိုင်းကရဲစွမ်းတက်တိနဲ့ပြည့်စုံလာအခုတင့်ထဲထဲမှာကြောက်နေလားအဲ့ဝိညာဉ်တော်ဖျားသုံးလောင်းခြင်းလိုနေတယ်အာမင်အဲ့လိုနေပြီ ခါကျမတို့ကစဉ်းစားတတ်ကြလေ။ဒါကြောင့်တခါသေးငါအရင်အားနေတယ်ငါအရင်အားနေတယ်။အမေတို့တင်အားမနေဘူး။အဲ့ရန်သူလာလှည့်စားတဲ့စကားဖြစ်တယ်။တင်အထက်ထဲမှာရှေ့ရဲရင်ချင်းကိုဆွဲထုတ်ဖို့နဲ့သူကပြောနေရလေ။အမေတို့တင်ကဘလို့ပြန်ပြောရမှာလဲတလား။အားနေတကယ်အားနေခဲ့ရင်တော့မှဒီလိုပြန်ပြောရမှာ။ငါဟာဖះပြောတဲ့အတိုင်းခွန်အားကြီးတော်သူဖြစ်တယ်။ငါအထက်မှာရှေ့အားနေချင်းကိုငါတိုက်ထုတ်နေတယ်။ဒီလိုပြောရမှာ။ဒီထက်မှမကျမမာတဲ့သူတွေရှိကောင်းရှိနိုင်တယ်။ငါယောဂတယ်လို့မပြောနဲ့။ ငါဟာကျမ်းမာတော်သူ ဖြစ်တယ်။ငါ့ကိုလာတိုက်တဲ့ယောဂောင်ငါနှင်ထုတ်နေတယ်။ဒီလိုပြောရမှာ။အာမင်။အာမင်။ဒါမှချိုးချိုးတော်သူတွေကအမြဲတမ်းစိတ်တက်ကြနေတယ်။ငါစိတ်နှလုံးကောင်းစားတော်သူဖြစ်တယ်။စိတ်တက်ကြခြင်းကငါတွန်းလှန်နေတဲ့သူဖြစ်တယ်။အာမင်။အဲ့ဒီရဲရင်ခြင်းကဝိညာဉ်တော်ဘုရားနဲ့တွားလာတဲ့အခါမှာဖြစ်လာတယ်။ကဲကြည့်ကဲကြည့်။အဲ့တော့တမန်တော်ဝတ္ထုကိုကြည့်လိုက်တဲ့အခါမှာ ခန်းကြီးနှစ်မှာပင်တေကုတ်တွေပွင့်နေမှာတန်ရှင်တော်ဝိညောဘုရားကဆင်းသက်လာတဲ့အခါမှာဝိညောဘုရားတက်ရောက်တော့တဲ့အဲ့ခန်းမထဲမှာရှိနေသူတွေအားလုံး120တော့တပည့်တော်တွေကအခြားသောဘာသာစကားနဲ့ပြောတယ်အမျိုးမျိုးသောဘာသာစကားတွေပြောတော့တခါတည်းအဲ့အချိန်မှာထူးဆန်းတဲ့အမှုရာဖြစ်လာတယ်လူတွေအားလုံးကသူတို့ကိုကြည့်ပြီးတော့အံ့ဩကြတယ်ဒါနဲ့ပေတရုကမတ်တရက်ပြီးတရားဟောလိုက်တာဒီတယောက်အမှန်ဆိုရင်တော်တော်ကြောက်တတ်တဲ့ပုံကို ဟုတ်တယ်နော် ယေရှုအဖမ်းခံရတဲ့ညမှာနေယေရှုနောက်လိုက်တယ်လို့ပြောလာတဲ့အရာတော်ရှောင်ပုံးကျင်တဲ့ပုံကိုဒါပေမဲ့မတည့်ရက်ပြီးတရားဟောလိုက်တဲ့ခါမှာလူပဏ္ဏထောင်ပြောင်းလဲတယ်။ဟဲ့9000မသွားနဲ့3000အရင်သွားမယ်။ညရောနံပါတ်တွေကျော်ကုန်ပြီဟာ။3000ပြောင်းလဲတယ်။ဒါပေမဲ့ဝင်းတော်ပြားရဲ့3000ချင်းက3000နဲ့မရက်တတ်ဘူးနောက်တည့်ရက်သူဆက်တရားဟောတော့ဘဏ္ဏထောင်ပြောင်းလဲလဲ။9000ပြောင်းလဲတယ်နှစ်ရက်အတွင်း mega church ဖြစ်သွားတယ်ဝိညာဉ်တော်သွန်လောင်းတဲ့အခါမှာသင်မလုံနိုင်တဲ့ပြောင်းလဲခြင်းတွေကိုဝိညာဉ်တော်ဘုရားကတိဆောက်ပြီးတော့ပြောင်းလဲပေးတယ် တိုးပွားခြင်းကိုလှုပ်ပေးနိုင်တာဝိညာဉ်တော်ဖျားဖြစ်တယ်လူရဲ့အစွမ်းတရကတယောက်ကိုတွားပြီးတော့တယောက်ဟိုတယောက်ချင်းချင်းစီးချင်းထိုးတာတော့မရနိုင်ဘူးအဲ့ဒီလူရဲ့ခေါင်းမာချက်ကတခါတည်းတန်နဲ့ရိုက်ရင်တန်မဲ့ကောက်သွားမှာဟုတ်လားအဲ့လိုလူတွေပုံကူတွေအများကြီးပဲဒါပေမဲ့လူတွေကိုတခါတည်းပြောင်းလဲစီနေတဲ့ယောက်ကဝိညာဉ်တော်ရဲ့တကိုးတော်ဖြစ်တယ်ဆိုတဲ့ယောက်ကိုကျမတို့အဲ့နှုတ်ကပတ်တော်တဲကအတိုင်းတော့သဘောပေါက်သွားတဲ့အခါမှာအခုသီရိအသိတော်မှာဝိညာဉ်တော်ဘုရားကိုလွတ်လပ်စွာလှောက်ရှားခွင့်ပေးပြီးတော့ဘုရားရဲ့မျက်မှောက်တော်ကိုပဲအမြဲတမ်းကြိုဆိုတဲ့အခါမှာ ကိုဗစ်ကိုစစ်တေပြီးသွားတဲ့ခါမှာလူဘလောက်မှမကြံတော့ဘူးလူ200ပတ်ဝန်းကျင်ပဲကျန်တဲ့အခြေအနေကနေပြီးတော့6လအတွင်းမှာလူ2000ဖြစ်လာတယ်။ဒီနေ့မှာကျမဝါကြွားတာမဟုတ်ဘူးဝိညာဉ်တော်ဖခင်ရဲ့လှုပ်ဆောင်ချက်ကိုညွန်ပြနေတာဖြစ်တယ်အာမင်။အခုချိန်မှာဘလို့ဖြစ်လဲဆိုတော့ Sunday မှာ service 3ချိန်လုပ်ရတယ်အခုကျမတို့ရန်ကုန်ကမြောက်ဥကလာဝိုင်းတည်တယ်မလားအဲ့အဝိုင်းမှတ်တိုင်ကနေဆင်းလိုက်ရင်ဘောကလန်းဆိုတာရှိတယ်ဖခင်เจ้าကိုတခါတည်းရောက်တယ်အဲ့အလေလောက်မှာလမ်းရဲ့အလေလောက်မှာ3 service လုပ်တဲ့အခါမှာမနဲ့လဲလူပြည့်တယ်နေ့လဲလဲလူပြည့်တယ်ညလဲညနေလဲလူပြည့်တယ် အခုဘာတခုထက်လို့ရလဲဆိုတော့နောက်ထပ် service တခုထက်လို့ရတယ် English service နိုင်ငံခြားသားတွေလည်းလာကြတယ်တခါတည်း English စကားပြောပြီးတော့ international school တက်တဲ့ကလေးတွေအားလုံးကလည်းလာကြတယ်ဂျေဆုတော်ပဲဒါနဲ့ဒီတိုင်းပဲဆက်ပြီးတော့သူတို့ကအဆင်မပြေဘူးလေသူတို့အတွက် service တခုလုပ်ပေးဖို့နဲ့ကျွန်တော်တို့ပြင်ဆင်ကြတယ်မကြခင်လာမယ့်အပတ်မှာအဲ့ဒီ English service ကိုနော်ပြန်ပြီးတော့ဖွင့်ပို့ရန်အတွက်ဆရာသောတိဟာကသူ့ရဲ့နော် mentor ဖြစ်တဲ့ Pastor Daniel နဲ့သူပြန်มาဖြစ်တယ်ဆိုတော့ကျွန်မနားလေစီခြင်းတဲ့အရာတခုကဘာလဲဆိုတော့ တိုးပွားခြင်းတွေတိုးတက်ခြင်းတွေအောင်မြင်ခြင်းတွေအားလုံးကလူရဲ့အစွမ်းတက်တည်းနဲ့မရနိုင်ဘူးနော်။နေရာမရှာဘဲနဲ့ဝိညာဉ်တော်ဖခင်ကို ရှာကြည့်ပါ။ဝိညာဉ်တော်ဖခင်တောင်းဝေယူမှဖြစ်တယ်။ဒီနေ့ဘယ်နှခါမြတ်ဝိညာဉ်တော်ဖခင်ကိုကျမတို့ညှင်းပယ်ခဲ့ပြီးပြီလေ။